ဒီနေ့ပြောခြင်းတဲ့အကြောင်းအရာတော့ပေါ့လေကျွန်တော်တို့ဟိုအမတန်အရေးကြီးတဲ့အကြောင်းအရာလို့တော့ကျွန်တော်ထင်တယ်။ဘာဖြစ်လဲလဲဆိုတော့ကျွန်တော်တို့ဟိုဒီနေ့မှာပေါ့လေဟလာနိုင်ငံရဲ့ကောင်းဆောင်အောင်မြေတို့လူကြီးလောက်ရမယ်လူတွေအဲ့အတွက်အရေးကြီးတဲ့အချက်ပေါ့။နောက်ဆုံးလူကြီးမဟုတ်ဘဲနဲ့တမန်ဟလာဟိုလုပ်ငန်းတွေကိုလုတ်ကင်နေတဲ့တမန်လူတွေဖြစ်လေဒီဟာကဟို ဟိုပြောရရင်တော့အရေးကြီးတဲ့အဲအရစ္စတိုအရစ္စတိုတယ်ရဲ့တင်ကြားပုတ်ချက်ချက်တရားဖြစ်တယ်လို့တော့ကျွန်တော်ထင်တယ်လေ။ဘာကြောင့်မို့လဲလဲဆိုတော့တော့ကျွန်တော်တို့တို့မြန်မာပြည်ထဲမှာလည်းဒီလူသိခါတို့လူချင်းဝတ်တို့ဆိုတာအရေးကြီးရှိပါတယ်။အဲဟိုအရေးကြီးအောင်လည်းကျွန်တော်တို့တို့တင်ကြားပုတ်ချက်ချင်းကိုခံရရတယ်ပေါ့။ကျွန်တော်တို့နောက်နိုင်ငံမှာလည်း greedy တွေတွေကလည်းအဲ့ဒီလို့ ဟိုကျင့်ဝတ်တွေကိုသူတို့တွေဘလို့တွေးကြတယ်လဲဆိုတော့ Aristotle ပေးထားတာကတော့ Nicomachean ကျင့်ဝတ်လို့ခေါ်တယ်။အဲအဲ့အဲ့ဒီ Nicomachean ကတော့သူ့သားရဲ့နာမည်နာမည်ကိုသုံးထားတယ်လို့တော့ဆိုကြပါတယ်။အဲ့ကြတော့အဲ့ဒီကျင့်ဝတ်ကဘာလဲလို့လို့ပြောရရင်တော့လူရဲ့လို့ဖြစ်လာရင်ပျော်ရွှင်အဲပျော်ရွှင်မှုကိုလိုချင်ကြတာပေါ့လေ။ အဲအဲ့ကြတော့အဲ့ဒီကိုပြောချင်နေအမှုကိုအင်္ဂလိပ်လိုဟိုတချို့ကတော့အဲ့တော့ happy လို့ဘာသာပြန်ညတယ်ပေါ့အော်ဒီဟိုဆိုလိုချင်တဲ့ restore ဆိုလိုချင်တဲ့စကားလုံးကအာသူကယူဒမိုနီယာလို့လို့ဂရိလို့ခေါ်တယ်ပေါ့အဲ့ဒါကဟိုအဓိပ္ပာယ်ဟို ဘလို့ဘာသာပြန်ရင်ကောင်းမလဲဆိုတဲ့ဟာကိုလိလာသုံးသပ်ကြည့်တဲ့အချိန်ကြတော့ပျော်ရွှင်ခြင်းတစ်ခုနဲ့မလုံလောက်တာကိုသူကတွေ့ရတာအဲကျတော့ตาရတယ်ဟွာပြောတယ်ချမ်းမြေ့ရတယ်ဆိုတဲ့ตาရဟွာပြောချမ်းမြေ့ခြင်းဆိုတဲ့အဓိပ္ပာယ်ရှိတယ်လို့ကျွန်တော်ထင်ပါတယ်အဲ့ဒီကြတော့အဲ့ဒီလိုตาရဟွာပြောချမ်းမြေ့ခြင်းကိုဖြစ်အောင်ဘလို့လုပ်ရမလဲလဲဆိုတော့သူသူကနေနေပြီးတော့ အာပြောထားတဲ့အချက်ကတော့အတော့ဂျီဒီလိုယူဒါမိုနီယာလို့ခေါ်တဲ့ဟာက ပြောရင်တော့ကိုချင်းတိခါကောင်းမှသာလင်ရနိုင်တယ်လို့အဲ့လို့ तू ကဆိုလိုခဲ့တယ်ပေါ့နောက်နောက်တစ်ခုကတော့ तू ကဘာဥပမာပေးတယ်လဲဆိုတော့ဒီနေရာမှာလဲလဲကျွန်တော်မြတ်စွာဘုရားဗုဒ္ဓဘာဗုဒ္ဓရဲ့တရားတော်နဲ့နည်းနည်းကိုက်ညီတဲ့ဟာသွားတွေ့ရတယ် အဲ့ဒါသူကဘာဟိုပြောတယ်လဲလို့ပြောရင်အစွန်းနှစွန်းကိုလွတ်ဖို့လိုတယ်ပေါ့လေတကယ်ကြတော့အစွန်းနှစွန်းလွတ်မှတ်တာတည်းအလေအလက်ကိုရောက်ပြီးတော့အဲ့လိုတရားဝါပြောချမ်းမြေခြင်းကိုရနိုင်မယ်ဆိုတဲ့အယူအဆပေါ့အဲ့တော့သူပြတဲ့ဥပမာကတော့လူတယောက်ကခုနအသိဉာဏ်ချွတ်တဲ့နေတယ်ဆိုရင်သူကအချွတ်တဲ့မှုမှကြတော့ပြောရင်တော့အဝိဇ္ဇာဖြစ်မှာပေါ့ဘာမှမသိဘူးပေါ့အသိဉာဏ်မဲ့တာ အဲ့လိုမဲမဲတယ်လူဖြစ်တယ်လို့ပဲအဲမဲတာမဟုတ်ဖဲနဲ့ကျွန်တော်တို့တို့ပို့ပြီးတော့လွန်ကဲတဲ့ဟာကြတော့လေအစွန်းရောက်သွားတာပေါ့အဲအစွန်းရောက်သွားတဲ့အတွက်သူသူတို့ကအစွန်းလောက်ရတဲ့ကိုဟိုလှုပ်လာတာတော့ပေါ့ပြောရရင်တော့အဲဗယံဗရာဝသုံးဝယံသုံးကလှုပ်တဲ့အချက်နေအဲရှိတယ်ပေါ့ အဲ့ကျတော့အဲ့ဒီနှစ်ခုကလွတ်အောင်ကဂျားရဲကဘာဖြစ်ရမလဲလဲဆိုတော့အဲ့ဒီနှစ်ခုရဲ့ဂျားရဲကအော်တခဲကိုတံပိုးရှိတယ်၊ရွှေကဲဆိုတံပိုးရှိတယ်အဲ့တဲ့အဲ့အရာကတော့ဘာလဲလို့လို့ပြောရင်တတ္တိပေါ့နော်အဲ့ဒါကြောင့်မို့တတ္တိဆိုတာကခုနကချွတ်တဲ့ခြင်းအဲဆိုတဲ့အဲဟာရဲ့လွန်ကဲခြင်းဆိုတဲ့ဂျားရဲကအဲလမ်းစဉ်ကိုကျင့်သုံးမှသာလျှင်ရမယ်ဆိုတဲ့အယူဆပေါ့ အဲ့ဒါကြောင့်မို့အခုပေါ့လေကျွန်တော်ကိုယ်တိုင်သူတင်တာလုပ်တဲ့အချိန်မှာကျွန်တော်တို့ဘာမှပြည်ဘာဖြစ်လို့မဖွင့်မျိုးမတိုးတက်ရတလဲဆိုတော့အဲဟာကိုလေ့လာကြတယ်ဗမာတွေကွဲကြတယ်နှစ်ယောက်ပေါင်းရင်တော့အဖွဲ့အစည်း၃ဘွဲ့ဖြစ်တယ်ဆိုတော့အဲချက်เสียကောင်းအောင်ပြောချင်းခံရတယ်ပေါ့အဲ့တော့ဒါကိုကျွန်တော်လည်းသူတင်တာလုပ်လာခဲ့တာဟာကိုဟိုတွေ့ရတဲ့အဖြေကတော့အဲကျွန်တော်တို့က ခုနကဒီအရစ်စတိုတယ်ပြောသလိုပဲချို့တဲ့ခြင်းဆိုတဲ့အရာပေါ့ပြောရင်တော့တော့ ignorance ဆိုတဲ့အဝိဇ္ဇာဖြစ်တယ်ပေါ့ပြောရင်တော့ကိင္ကရနဲ့ပြောရင် zero ဖြစ်တယ်ပေါ့နောက်ပြီးလွန်ကဲနေတဲ့ဟာကြတော့လေဆိုတဲ့ဟာကတော့အပြည့်လိုချင်တယ်တရားလိုချင်တယ်ဆိုတဲ့ဟာမျိုးပေါ့အဲကြတော့ကျွန်တော်တို့ကတရားမရရင်မယူဘူးဆိုတဲ့စိတ်ပေါ်တာရင်ဘာဖြစ်သွားလဲဆိုတော့ zero ပဲဖြစ်သွား အဲ့ကြောင့်ကျွန်တော်တို့က1နဲ့60ကိုပြောင်းနေတယ်ဆိုတော့အဲ့ဒီဟာကအဲဟိုပြောရင်တော့လူတွေကအရင်လိုးလာတယ်လုံးချင်စိတ်တွေများလာတယ်အနာဂတ်ကိုကြိုးမဟိုမကြည့်တော့ဘူးနောက်ပြီးတော့အကျိုးတရားအကြောင်းတရားဆိုတော့အဲဆိုတော့ကျွန်တော်တို့အချိန်ကာလတို့ဒေတာတို့လည်းမကြည့်တော့ဘူးဆိုတဲ့သဘောပေါ့လေအဲ့လိုဖြစ်လာတဲ့အချိန်ကျတော့အဆုံးစွန်းကိုရောက်သွားပြီးတော့ ကျွန်တော်တို့ကတန်ညာတဲ့ကိုကြာသွားပြီးတော့တန်ညာတဲ့ကမထွက်နိုင်တဲ့ဘောမျိုးဖြစ်တော့တိုးတက်မှုမရှိတော့ဘူးပေါ့အဲကြတော့ကျွန်တော်တို့ရဲ့ဒီဒီအတွေးခေါ်တွေကဒီအနောက်နိုင်ငံလာတဲ့အတွေးခေါ်နဲ့အာရှတိုက်ကရှိတဲ့အတွေးခေါ်တွေကလည်းပြောရင်တော့ဟိုစန့်ကျင်မဲ့မရှိဘူးတူတဲ့ဟာတွေလည်းအများကြီးရှိတယ်ဆိုတာသူတင်သားအရာသိရပါတယ်ဒါတွေကနောက်ပိုင်းကျတော့လည်းဆက်လက်အတင်ပြဆွေးနွေးသွားပါမယ်တို့ဒီနေ့ကတော့ဒီလောက်နဲ့နားပါပါမယ်